် exciter coin လာမှာ exciter coin တက်မှာဒိုင်အုပ်မှာ AC တင်ကြီးတက်ပြထားတဲ့ဘက်မှာနှစ်ခုရှိမှာနှစ်ခုရှိမှာဟိုဒီကောင်ကနေလာတဲ့ exciter coin တပင်ကတော့ဒီမှာတက်ပြီးတာเนาะနောက်လာတဲ့တပင်ကိုဒီကိုဝင်လိုက်တယ်เนาะ EVR ကိုဝင်လိုက်တယ် EVR ရဲ့ဟို Z ကိုဝင်လိုက်တယ်ဒီမှာเนาะဒီလိုဒီလိုကြည့်မှဆိုရင်ဒီ Z ကိုဝင်လိုက်တယ်ဒီထက်ဟိုဒီကောင်ဝင်လိုက်တယ်ဒီကောင်ဝင်လိုက်ပြီးမှနောက်ဒီဘက်ကနေကျိုးတကျိုးပြန်ထုတ်လိုက်တယ်ဒီဘက်က Z ကနေ အဲ့ဒီထွက်လာတဲ့ဇက်ကနေမှဒီဟိုဒိုင်အိုရဲ့နောက်တစ်စောက်ကိုပြန်တော့ပါတယ်ပြောရရင်ဒီမှာဒိုင်အိုရဲ့တကြိုးကိုထိန်းချုပ်တဲ့တဘောမျိုးပဲနော်ဒီမှာထိန်းချုပ်တာပြီးရင်ဒီမှာအလဲမှာရှိရ AC 220ဘူးဆိုတာရှိရဒီပြီးတော့ဒီကောင်နေမှာဆိုလဲသူကပြထားတဲ့ U1 U2 U1 U2 ဆိုတာရှင်းပြီးနော်ကျွန်တော်မီတုံနဲ့အစားနဲ့စအဲ့မီတုံနဲ့ဒီမှာမီတုံနဲ့ငုံမီတုံနဲ့ငုံတစ်ခုကနေကျိုးပြန်တော့ရတာကျိုးပြန်ယူတာနော်ကျိုးကြီးရတော့မလို့တော့ဘူးနဲ့နေယူလေးနေလဲအဆင်ပြေတယ်နော်သူကယူပြီးတော့ဒီထဲကိုဝင်တာ ီထဲဝင်ပေးလိုက်တာဒါပဲဒီကောင်ကကျွန်တော်တို့မီးတုံးမဲငုံနှကားနဲ့တပင်စီလာတယ်ကျွန်တော်တို့မီးတုံးလာတော့တို့မူရင်းငုံငုံတစ်ခုကနေပဲတွဲတယ်နော်ဒီကောင်ကတတ်ဖို့အတွက်အဲငုံအဲ့ဒီမီးတုံးနဲ့ဝါယာပင်ကနေနောက်တပင်စီပြန်ယူပြီးတော့ဒီကောင်ကိုထည့်တာဘယ်ပင်တတ်တတ်နော်ပြီးတော့ဒီကောင်ကကျတော့ stack coin ကိုဒီမှာ exeter coin လို့ခေါ်တဲ့ dc dc coin ကိုပေါ့နော် DC coin ကိုတပင်ရတော့ DAO ရဲ့ similar တင်ကြတာဘက်မှာ AC တင်ကြတာဘက်မှာတက်ပြီးဒါနောက်တကူကိုတော့ DO ဝင်တော့တယ်เนาะဝင်တော့ပြီးမှနောက်တပင်ပြန်ထွက်တက်ပြီးတော့ ီနောက်တစ်ပေါက်ကိုပြန်တတ်တယ်ပေါ့နော်ဒီကောင်ကတော့ဘိုးတွေထိန်ချုပ်တဲ့ခလုတ်တတ်တဲ့ကောင်ဒါက EVA စနစ်ကဒါပဲအဲဒီကောင်นี่ပြက်ပြက်စည်းရယ်ဆိုရင်တော့ပြက်တယ်เนาะဒဲကောင်ဆိုတာတရုတ်ထုတ်ပြီပေါ့နော်ဒါတရုတ်ထုတ်လားဂျာမနီထုတ်လားဥရောပထုတ်လားဒါကိုယ့်အကူကြည့်ပြီးတော့ဒီ EVA ကတ်တွေမှာဟိုဝယ်တတ်တော့မယ်ဆိုရင်ပေါ့နော်ကိုယ်ကဝယ်တတ်တော့မယ်ဆိုရင်ဒါဟိုဒိုင်နမိုအမျိုးအစားလိုက် EVA ကတ်ကို ဝယ်တက်ရမယ်ဒါပေမဲ့ပြဿနာတော့မရှိဘူးမ15ကီလိုတုံးတဲ့ဟာတဲ့အဲဒီဝယ်ကက်တီကသူတို့တတမတက်ထုတ်ပြီးပြီးလိုက်တယ်တဲ့အများစုပေါ့နော်ဒီမြန်မာမှာအတုံးများနေတာတချို့ဒီဘိုးလေးတွေရေးထားရင်တော့ဒါချိန်စားကြည့်ရတော့မယ်လေနော် dream face နဲ့ single face ကိုလည်းမားနေဦးမယ်ကျွန်တော်ကဒီမှာ220ဘူး220ဘူး dream face တွေဆိုတော့400ဘူးလာမှာအဲ့တော့ဒီကောက်မှာဒီလိုဒီကိုချိန်စားရမယ်အီဗူယာနဲ့ဒိုင်နမိုအမျိုးအစားကိုချိန်စားရမယ်ဒီကောက်နေရကျတော့ဒီကောက်ကို3ကီလိုမှာတက်လဲရတယ် 15ကီလိုမှာတွားတက်လဲရရတယ်ပေါ့နော်ဒီကောင်က9ကီလိုဝက်တဲ့5ကီလိုကြီးမှာတက်လဲရရတယ်ဒါအီဗူယာကတ်အမျိုးအစားရေပေါ့နော်အီဗူယာကတ်တွေခဏခဏလောင်နေဆိုတာဒါဒါတော်တော်တုံနေဝင်ပေါ်နေအီဗူယာကတ်အညံ့စားတွေတုံထားတာနဲ့ဒီဒိုင်နမိုမှာပူလီတွေနဲ့ခိုးတာပေါ့နော်ဟိုအပတ်ကြီးခိုးတာပေါ့နော်အဲ့ဒါကြီးလည်းဖြစ်တတ်တယ်ပြင်းလျှော့ကြနေရလည်းဖြစ်တတ်တယ်ပေါ့နော်ဒါတော့အီဗူယာကတ်တန်ဒီပေါ့အီဗူယာရဲ့အဓိကလှုပ်ဆောင်ချက်ကတူကအီဗူယာမှာနှစ်ပိုင်းလာတယ်နော်နှစ်ပိုင်းလာတယ် ဘူအာဟုတည်ငြိမ်အောင်ထိန်းချုပ်တယ်ဥမာဆက်ကလေးရစနိုးချင်းနဲ့လဲဆက်ကစနိုးချက်ထုတ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 ်နဲ့လဲဟို220ဘူထွက်လာတယ်ဟိုဆက်ကိုတော်တော်ကြီးတင်ထားလဲ220ဘူပေးထားတယ်ဗောနော220ဘူဆိုတာမီတာမှာပြနေတဲ့ကောင်ကိုပြောအဓိကပြောချင်တာတော့မဟုတ်ဘူးသူရဲ့လျက်လျက်စစ်အားကိုပြောတာနော်လျက်စစ်အားကိုပြောတာအဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုကဗောနော်နောက်တစ်ခုကကျတော့သူက short ဖြစ်ခဲ့မယ်ဆိုရင် breaker စနစ်မှာပေါ့နော် breaker ပြန်ထွက်သွားအောင်အဓိကလက်စီပတ်လမ်းဒီကောင်းနေဖြတ်ချပြစ်တယ်နော် short ဖြစ်ခဲ့မယ်ဆိုရင်ဖြတ်ချတာတိုင်းမုံမှာ short ဖြစ်ရင်သူကဖြတ်ချတာအဲသူရဲ့အလုပ်လုပ်ပုံကနော်ပေါ့နော် short ဆိုရဲစီမှာဥပမာအင်္ဂလိပ်စာလို့ဆိုရင် sho ck short ဆိုတာကျတော့ဒါကျွန်တော်တို့တက်လိုက်တာကိုပြောတယ်ဒါဒီကောင်ရှော့ဖြစ်နေပြီဆိုတော့အဲ့ဒါအဲ့ဒါဓာတ်လိုက်နေတာเนาะ ပြီးရင်အခုကျွန်တော်တို့ပြောနေတဲ့ short ရှိရယ် short ရှိရယ်ဆိုတာဒီဟာကိုပြောတာ S H O R T ပေါ့နော် short C I R C U short circuit ကိုပြောတာနော်ဒီကောင်ပြောတာဒီကောင်ပြောရမှာမဟုတ်ဘူးဒီ S H O C K short ဆိုတာဓာတ်လိုက်တာကိုပြောတာဒီ S H O R T short ဆိုတာကကျွန်တော် short ကြနေတာကိုပြောတာမှားမယ်နော်အဲ့တော့အဘူယာကတ်တွေကိုပေါ့နော် ရိုးရိုးစနစ်ပြန်ဆင်လို့ရတာလားဆိုတော့ရတယ်ကျွန်တော်အရင်ကပြောတယ်လို့လဲဒိုင်းဒိုင်းဟုတ်ကိုတွားဖို့အတွက်ကျွန်တော်တို့ကမီတုံနဲ့အစနှစ်ဆရေเนาะကျွန်တော်တွေကကျွန်တော်တို့ဖယ်ချတော့မှာလေเนาะမီတုံနဲ့အစနှစ်ဆရေ exciter ရဲ့ဒိုင်းအိုးရဲ့ဒီဘက်ကိုတတ်တဲ့နှစ်ဆရေအဲ့ဒါပဲလူတယ်လीเนาะဥပမာဒီကောင်ဆိုတော့ဒါဖြတ်ချတာဒါဒီမှာ EVR ကတ်ကိုဖယ်တယ်ဒီမှာပြန်ဆက်ပေးလိုက်ယုံမယ်ဟုတ်တယ်မဟုတ်လား ဒါ YoYo စနစ်စင်တာအဲ YoYo စနစ်တွေကို EVA စနစ်စင်မယ်ဆိုတော့ကျွန်တော်ခုနကတည်းကပြောတယ်လို့ပဲ DCO main ကမီတုံနဲ့အစားနှစားနဲ့ wire နှစ်ပင်ပြန်ဝင်ပေးရမယ်ပြီးရင်တချို့ကဒီမှာ cloud တွေပါပြီးဒါအဲဆိုရင်တော့မလိုတော့ဘူး cloud မပါရင်တော့ဒီကသူတို့ dynamo မှာ resistor ထိန်းချုပ်တဲ့ cloud တက်တက်ရှိတယ်အဲကောင်ပြန်ဝင်ရမယ်နော်ဒီကောင်အဲ cloud ကိုတက်တယ်ပြီးရင်ဒီဘက်ကနေပြီးတော့ဒီမှာ stack coin တချို့ကိုဖြတ်ပြီးဒီကိုဝင်တယ်နောက်တချို့ကိုကြတော့ဒီမှာလွတ်နေတဲ့တကောင်ကိုပြန်တော့ရတယ် ဒီစနစ်ကဒါပဲ AVR စနစ်ကဒါပဲပြီးတော့မှတော့တချို့အများဆုံးထင်တာကဒီ AVR တွေတတ်ထားမယ်ဆိုရင်ပေါ့နော်ဟိုစက်တွေမဝုတ်ဘူးပေါ့မိတုံးတာအဲ့ဒါတွေကအဓိကမဟုတ်ဘူး AVR ရဲ့လှုပ်ဆောင်ချက်ကကျွန်တော်တို့ပြောပြတာဘူအားကိုထိန်းချုပ်ပြီးတာတည်ငြိမ်အောင်ဘောရဲ့ line တွေကိုတည်ငြိမ်အောင်ထိန်းချုပ်ပြီးတာဟိုဘူကောင်တွေမိတုံးပါစေတော့ဆက်မဝတ်ပါစေတော့ဆိုတော့တူမှမရှိဘူးအဲ့ရွယ်ချက်မဟုတ်ဘူးနော်ကျွန်တော်ဒီမှာဖြစ်နေတဲ့တန်လိုက်အားတွေကိုထိန်းချုပ်ပြီးတာတည်တည်ငြိမ်ငြိမ်ဖြစ်နေအောင်လို့ နော်ပြောလို့အီဗူယာကက်မပါလို့လည်းဘာမှမဖြစ်ဘူးကျွန်တော်တို့ပြောပြတာမီအားဒါဒါပဲကိုယ့်အားနဲ့ကိုယ်အပတ်ကြီးတာမခုံနဲ့တိုင်ုံစနစ်နဲ့တုံနဲ့မီအားဒါဒါပဲအီဗူယာတုံးလို့မီးထွက်အားကြီးပူကောင်းလာမဟုတ်ဘူးနော်ဘုံတမယံပူဇေမိဘုံ